ချမ်းသာကျွေးဝါတဲ့နိုင်ငံသားတွေအတွက်အသေးသန့်ဖြစ်လာမယ့်ဗီဇာအသစ်ကို American သမ္မတ Donald Trump ကစတင်ခွင့်ပြုပေးလိုက်ပြီးဖြစ်ပါတယ်။အဲ့ဒီဗီဇာကို Go Get လို့ခေါ်ဝပြီးဂိုင်းဆောင်ထားသူတွေဟာဒေါ်လာတစ်သန်းထိပေးချေပြီးဗီဇာဝယ်ယူရမှာဖြစ်ပါတယ်။တနည်းအားဖြင့် Go Get ဂိုင်းဆောင်ထားသူတွေဟာနိုင်ငံသားဖြစ်ခွင့်လမ်းကြောင်းထိလွယ်လွယ်ကူကူအခွင့်အရေးတွေရရှိနိုင်မှာဖြစ်ပါတယ်။ Trump က American အတွက်အမှန်တကယ်ကောင်းကျိုးပြထုံးစေမယ်ဆိုတာအခိုင်အမာပြသနိုင်သူတွေအတွက် အဲ့ဒီဗီဇာကိုဖန်တီးပေးခဲ့တာဖြစ်တယ်လို့ပြောပါတယ်။ထရမ့်ရဲ့အမူအရတွေအရအမေရိကန်ဟာလူဝင်မှုကြီးကြပ်ရေးဆိုင်ရာမူဝါဒတွေကိုတင်းကျပ်ပြီးအလုံးလုံးခွင့်ဗီဇာကြေးတွေမြင့်တင်တာအထောက်အထားမဲ့အရှိပြောင်းအခြေချသူတွေကိုဖိနှိပ်ဖြိုခွင်းတာတွေလှုပ်ဆောင်နေချိန်မှာ gold cut ကိုမိတ်ဆက်လာတာဖြစ်ပါတယ်။တနည်းအားဖြင့် Trump ဟာ American မှာနေထိုင်ခွင့်နဲ့အလုံးလုံးခွင့်တွေကိုဈေးကြီးကြီးသတ်မှတ်ပြီးရောင်းချတဲ့အထိပ္ပယ်ပါ။လက်ရှိသတ်မှတ်ထားတဲ့ဗီဇာဈေးနှုန်းအပြင် ရှောက်ထားတဲ့ဗီဇာအမျိုးအစားလိုက်အပေါ်ဆောင်ပေးချေစရာတွေရှိမယ်လို့ဆိုပါတယ်။ဗီဇာရှောက်ထားသူတွေဟာသူတို့ရဲ့ရှောက်ထားမှုတွေကိုစီစစ်နေစေကာလအတွင်းဒေါ်လာတထောင်ခွဲကိုကြိုတင်ပေးသွင်းထားရမှာဖြစ်ပြီးအဲ့ဒီငွေကြေးကိုပြန်အမ်းမှာမဟုတ်ဘူးလို့သိရပါတယ်ရှင်။